တဝက်ဖြူတဝက်မဲကျိုးတူကျဲတဲ့ပားပြင်မှာခွက်ဝင်နေကဆင်းရဲချင်းတံကိုတော်တော်တွန်းလန့်ခဲ့ရသည့်တရုတ်တကံတွေပေါ်လွင်နေပေသည် ထိုစဉ်အည်ပြန်ထွက်လာသည်လက်ထဲမှာလက်ဖက်တုပ်ပကံပါလာ၏ဇွန်တက်ထားပြီးသည့်ပကံကိုကျွန်တော်လက်ထဲကမ်းပေးသည် တပတ်ပကံတင်စရာခုံမရှိ၍လက်ထဲကိုတိုက်ရိုက်ထည့်လေခြင်းဖြစ်သည် ကျွန်တော်ယူထားလိုက်သည် အဲ့ဒါဆရာရဲ့ကျမတို့မှာမောင်မြင့်စော်ကိုပဲအားကိုးနေရတာအခုဖြစ်နေတဲ့ကိစ္စလေးမောင်မြင့်စော်လှုပ်အောင်လှုပ်ပေးပါအောင်ဆရာရဲ့ကုပါအောင်ဆရာရဲ့အဖွားကြီးကကျွန်တော်ကိုအသနာခံတယ်လို့ပြောလိုက်သည်ဟဲ့အကြီးနင့်ဆရာချင်းတွေကြိုက်နေမယ်ချင်းစည်းလေးပါလေထွန်းပေးပါအောင်ဟဲ့ကျွန်တော်ကိုပြောနေရမှအကြီးပတ်လှည့်ပြီးတော့ခိုင်းလိုက်ပြန်၏ကိုမြင့်စော်တို့ပြဿနာကပြီးနေပါပြီဆုံးဖြတ်ချက်ချဖို့ပဲလူတော့တာပါဘာမှဖြစ်စရာအကြောင်းရှိပါဘူး အရာပေါ်ဆရာရဲ့ပြီးကဏီမှာတန်လန့်ဖြစ်နေမှာဆိုလို့ပါဆုံးဖြတ်ချက်ဆုံးဖြတ်ချက်ဆိုတာမြ мян ထွက်သွားလဲပြီးရောအမ်ဒီကြားတဲ့ဟိုလူတွန်းဒီလူတိုက်နဲ့တမျိုးပြောင်းသွားမှာဆိုလို့ပါဟဲ့အကြီးချင်းစည်းယူခဲ့လေအော်ချင်းစည်းကကုံနေတဲ့အမေရဲ့ရော့ရော့အကြီးဒီဟာပဲဆရာခွန်အောင်မှာချပေးလိုက်ကြည်ကြီးကသူ့ဘေးမှာထွန်ထားလက်ဆချင်းစည်းကိုယူပေးလိုက်ရင်ပြောလိုက်သည်။အော်နေပါစေမက်ကြီးကြီးရဲ့ခလေးချင်းကိုင်နေပါမယ်။ ရပါတယ်ဆရာခုံအောင်တဲ့တဲ့မှာချဟဲ့အီခုံကကြိမ်တိုးဆိုတော့အောက်ကနေခြင်တွေကကြိုက်တာဆရာရဲ့ခြင်စည်းရှိမှပြီးရင်နင်းခြင်စည်းတပူသွားဝင်လာအောင်အီရဲ့အီရကလထိုင်အောက်ကုန်းကခြင်စည်းကိုထဲ့မီလုံနေ၍ကျွန်တော်ကပဲခြင်စည်းတွေကိုလှမ်းယူကခုံအောက်ထည့်လိုက်ရလေသည်အာကိုမြင့်စော်ကိစ္စကတော့စိတ်မပူပါနဲ့အတော်ရဲ့ဘာမှမဖြစ်တော့ပါဘူးကျွန်တော်တာဝန်ယူပါတယ်တကယ်လဲကိုမြင့်စော်တို့ဖြစ်ကြသည့်ကိစ္စမှာဘာမှကြီးကြီးမားမား မဖြစ်ချေပြဿနာထဲမှာကိုမြင့်စောကလည်းမပါဆက်ယုံကပစ္စည်းပြောက်တိကိစ္စရယ်ထုံညာကကိုမြင့်စောဂျူတီကြတော့လဲကိုမြင့်စောမဆောင်ဖြစ်ကလေးနေမကောင်းလို့ဆိုကနောက်တည့်ရက်ချာမှာဂျူတီကြသည့်အလုသမားတယောက်နဲ့လဲလိုက်သည်နှဦးသဘောတူလဲခြင်းဖြစ်သည် အရာရှိနှစ်ယောက်ကိုလည်းအတီးပေးထားသည်ကျွန်တော်ပင်သဘောတူကြောင့်လက်မှတ်ထိုးပေးလိုက်သည်သည်ဂျူတီချင်းချင်းသည့်ထုံညမှာဆက်ယုံတွေက ပစ္စည်းတချို့ပြတ်ခဲ့သည် ကိုမြင့်စောနဲ့မဆိုင် အနေသာကြီးတို့တော်အစ်စ်ဆေးတော့ခံရသည်ကိုမြင့်စော တရားဝင်ဂျူတီလဲသည့်စာကို ပြနိုင်သည်လက်မှတ်ထိုးထားသောကျွန်တော်ကလည်းထောက်ခံထားပြီးဖြစ်သည် အမှုကပြီးနေပါပြီကြောက်တက်သောကိုမြင့်စောကအပြစ်ကြလာမှာကိုတွေးကြောက်နေပုံပေါ်သည်အိမ်ကိုလည်းထိုအချောင်းကိုရင်ပွင့်ထားဟန်တူပါတယ်ကိုမြင့်စောရောက်ခမကြီးကထိုပြဿနာကိုရည်ရွယ်ကအကူအညီတောင်းနေခြင်းဖြစ်ပါတယ် ပြီးပြီးပြက်ပြီးမကြတော့ဘူးဆိုရင်ကျေးဇူးတင်လိုက်တာဆရာရဲ့ဆရာကောင်းလို့သာပေါ့လုပ်ငန်းသဘောသဘာဝကိုမသိနားမလဲသူများမို့ကျွန်တော်ကိုကြံဖန်ကျေးဇူးတင်နေကြခြင်းဖြစ်ပါတယ်တကယ်တော့ကိုမြင့်စော်